လွန်ခဲ့တဲ့25နှစ်ကျော်ကမြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုမှတ်မိသမျှပြန်လည်ရေးသားထားပြီးညတညမှအစာပြည့်ဝလို့အမည်ပေးထားတဲ့အောင်တရဲ့ကိုရီးမှတ်တမ်းစာအုပ်မေးဆက်ပွဲကိုဇူလိုင်လ2ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာရှင်လင်းလုံးအရေးတော်ပုံကြီးကိုကိုရိုင်းပါဝေဖြတ်တန်းခဲ့သမျှတွေကိုမှတ်တမ်းပြုရေးဖွဲ့ထားတာဖြစ်ပြီးခေပြိုင်ဖြတ်တန်းခဲ့ကြတဲ့ဒီမိုကရေစီအရေးလှှရှားသူတွေရဲ့အကြောင်းတွေလည်းတစုံတစပါဝင်ပါတယ်လို့စာအုပ်မိဆက်ပွဲကိုကိုရိုင်းတယောက်နိုင်ခြင်းမရှိဘဲအမေရိကန်ပြည်ထောင်စုမှနေထိုင်နေတဲ့ကိုအောင်တင်ကသူ့ရဲ့ညီတညာမှအစာပြေစာအုပ်ရဲ့ကျေးဇူးတင်မှတ်တမ်းမှာရေးသားဖော်ပြထားပါတယ်။ဟုတ်တယ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ထောက်ပွဲရှိတဲ့ရှိကစာလို့ဒီဘက်နောက်ပိုင်းအထိ ဒီမှာနိုင်ငံရဲ့နိုင်ငံရေးအရာရောစာပေအရာရောတိတ်မိတ်ဆက်ပြီးနေတရားမလိုတဲ့လူတယောက်လို့ကျွန်တော်ယုံကြည်ပါတယ်။အောင်ရည်စာအုပ်အတွက်ကျွန်တော်တို့ဝန်မြောက်တဲ့အကြောင်းပြောခွင့်ရတာကိုလည်းဝန်တာတယ်။အခုကိုအောင်ရည်အမေဒီမှာရှိနေတဲ့အတွက်ကိုလည်းရှိခွင့်ရတာကိုလည်းဝန်တာတယ်။ကျွန်တော်အမေဒီနောက်မှာမရှိတဲ့အတွက်လည်းစိတ်မကောင်းဘူး။ ကိုအောင်တေဟာစက်မှုတက္ကသိုလ်ကျောင်းသားဘဝ1981 1988နဲ့1994ခုနှစ်အတွင်းကလောက်အမီဒတ်တာနဲ့ကြပြားရီရေးဖွဲ့ခဲ့ပြီးမိုးဝေရှုမဝပေဘူးလွာမဟေတီချယ်ရီတပြေတပင် ပန်တကုံစပယ်ဖြူရုပ်ရှင်မျက်မှန်ဟန်တစ်စတဲ့မဂဇင်းတွေမှာလည်းစာရေးသားခဲ့တယ်လို့သိရပါတယ်ရှင်